တေချာတာတစ်ခုကတော့ဆင်းရဲဒုက္ခတော့တွေ့နေရပါပြီ။ဒါကြောင့်ဒီနေ့ဒီလိုဆင်းရဲဒုက္ခတွေ့တဲ့အခါမှာဘယ်လိုတွန့်ပြန်မလဲဆိုတာကိုကျွန်တော်ကျမ်းစာထဲကငါဖြစ်ပြလေးတွေနဲ့နှုတ်ကပတော်နဲ့ခေါ်ပေးခြင်းနဲ့ပေါ့။ဒီနေ့နာကျမ်းခန်းခွန်စာပတ်ဆက်လေးမှာကောင်းစားသည့်ကာလ၌ဝမ်းမြောက်လော့ဆင်းရဲခံရသောကာလ၌စင်ကြင်လော့လူဒီမိမိနောက်မှာဖြစ်လက်တန်သောအမှုအရာကိုသိမိအကြောင်းဘုရားသခင်ဒီကောင်းစားခြင်းနဲ့ ဆင်းရဲခြင်းကိုလည်းအလက်လက်ပေးတော်မူ၏အဲ့တော့ကောင်းစားတဲ့ခံမှာတော့ဝမ်းမြောက်ရတာပေါ့ဒါပေမဲ့ဒီနေရာမှာဆင်းရဲခံရတဲ့ကာလမှာတော့မလုပ်ခိုင်းလဲဆိုဆင်ခြင်ခိုင်းတယ်ဆင်ခြင်ခိုင်းတယ်အဲ့တော့ကိုယ်တက်တော်ဆင်ခြင်ပါတဲ့ဒါလို့ပြောပါတယ်ခင်ဗျဖျားသခင်ကဘာဖြစ်လို့အဲ့ဒါကိုပြေးတွေ့တယ်လဲဆိုရင်တဲ့ ကိုယ့်ရဲ့အတ္တမှာလာမဲ့အနာကကာလမှာဘယ်လိုရက်တည်ရမလဲဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုနော်သိဖို့အတွက်ဖြစ်တယ်ဒီလိုပြောပါတယ်အဲ့တော့ဆင်းရဲဒုက္ခကိုရင်ဆိုင်တဲ့တုံ့ပြန်တဲ့ဤတစ်ခုကတော့ကိုယ်ကိုဆင်ခြင်ဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့အတ္တမှာငါဘယ်လိုနှုတ်ကပါလဲပြောတတ်လဲစိတ်ကဘယ်လိုစဉ်းစားကြလဲတတ်လဲလက်တွေကဘာလို့တတ်တယ်လဲဆင်ခြင်ပါ နော်ဆင်ခြင်ဖို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ဓမ္မရာဇဝင်ချုပ်ဒုတိယဆောင် အခန်း28စာပိုက်22မှာအာခမင်းကြီးသည်ဆင်းရဲဒုက္ခခံရသောအခါထာဝရဘုရားကိုတာ၍ပြစ်မှား၏အဲ့တော့အာခမင်းကြီးကဘုရားသခင်ကို ပြစ်မှားတတ်တဲ့သဘောရှိတယ်သူကရှိသောကြောင့်ဘုရားသခင်ကသူ့ကိုဆုံးမတန်ခတ်တဲ့ခါမှာဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရတယ် အဲ့လိုရင်ဆိုင်ရတဲ့ခါတော့သူစိတ်ပြက်အားငယ်ပြီးတော့မှသူကဖျားသခင်ကိုပို့ပြီးပြစ်မှားတယ်။အာထားတော့ဖျားငါမကိုးကွယ်တော့ဆိုပြီးတော့မှဟာဖျားကိုတိုက်ပြစ်မှားတယ်။တခြားဖျားပဲငါကိုးကွယ်လိုက်တော့မှကွာဆိုပြီးတော့မှဟာလမ်းမကိုပို့ရုတ်သွားပို့ရောက်သွားတယ်ပြောရတွေ့ရတယ်။ထိုင်ရနေတဲ့ဓမ္မမေဆွေသင်တွေ့ကြုံရတဲ့ဆင်းရဲဒုက္ခကြောင့် ား၍ဘုရားသခင်ပြစ်မှတ်တော်သူမဖြစ်ဖို့တရေပြောရမှာဖြစ်ပါတယ်သူတို့ပြောလို့အာခမင်းကဲ့သို့ဟောကျွန်တော်ကျမတို့ဟာဘုရားကို ပြစ်မှတ်တော်ကြောင့်ဆုံးမတန်ခချင်းခံရတယ်လို့မဆိုလိုပါဘူးဟောဒီတော့ဒီနေရာမှာဆင်းရဲဒုက္ခကိုတုံ့ပြန်တဲ့ဤတနည်းကတော့သူကတော့ဗာလေဘုရားသခင်ကိုထားရဖျောက်တိုင်းပြစ်မှတ်တယ်ဟောဆိုပြီးတော့မှဆင်းရဲဒုက္ခကြောင့် 生意做开，都变重变难，对呀。所以生意做开，对个看嘛，搞不过来消费，消费来不毛把握。啊，看民间的消费来了，消费来了看嘛，怕呀个，来少来，买个六千六万的，撇去也撇过。哎，咯，买老婆也记得，等干啥休闲呢？不过消费不来办呢，都不要钱呢。那三两钱都要看啥白瞧嘛？ ဆင်းရဲခံရသောအခါထာဝရဘုရားကိုအိုဟိ၍ဆင်းရဲဒုက္ခထဲကဆယ်နှုတ်တော်မူ၏ဧတရေရလူမျိုးတွေဘုရားသခင်ကိုကျေးဇူးတော်ခံရတဲ့လူမျိုးဟာနော်ဘုရားသားမီးတွေဟာဘုရားကိုပုံကန်ချနာကြတဲ့အခါမှာဘုရားသခင်ကသူတို့ကိုနောင်တရအောင်ဆုံးမတန်ခတ်တဲ့အခါမှာဆင်းရဲဒုက္ခနဲ့သူတို့ရင်ဆိုင်ကြရတယ်သူတို့ရင်ဆိုင်ကြရတဲ့အခါမှာသူတို့ကဘာလုပ်လဲနော် ာရပြောက်အော်ဟိ၍ဆင်းရဲဒုက္ခထဲကဆယ်နှုတ်တော်မူ၏ဘုရားသခင်ကိုအော်ဟိတယ်ဆိုတော့သူတို့နောင်တရနောင်တရပြီးတော့ဘုရားသခင်ခွန့်လွတ်ပါ ပြန်ကယ်တင်ပါဘုရားသခင်ပြန်နာထောင်ပါမယ်ဆိုတော့မှနော်ဘုရားသခင်ဆုတောင်းတယ်အဲ့ခါမှာဘုရားသခင်ကပြန်ကယ်တင်ပြီးတော့မှကောင်းစားတဲ့တိုင်းပြည်ပြန်ဖြစ်စေတယ်သူတွေ့ရတယ်တိုင်းရောင်ဒီနေရာမှာဆင်းရဲဒုက္ခကိုရင်ဆိုင်တဲ့တုံ့ပြန်တဲ့ဤတနည်းရတော့ နောင်တရပြီးတော့မှနော်ဖယောသခင်စီကိုပြန်လှည့်လာဖို့ဖြစ်ပါတယ်အဲ့ဒါဆိုတော့ကောင်းစားတဲ့အသက်သာပြန်ဖြစ်မယ်ပြောရတွေ့ရတယ်နောက်တစ်ခုကတော့ဇာလံ119စာပိုက်87မှာအထုံးပွဲတော်တို့ကိုတွင်တင်စေခြင်းကအကျွန်တော်ဆင်းရဲခံရသောကျေးဇူးသည်ကြီးပါ၏အဲ့တော့ဆင်းရဲဒုက္ခရောက်တော့သူကအဲ့ဒီဆင်းရဲဒုက္ခကိုသူဘယ်လိုတုံ့ပြန်မလဲဆိုတော့ ဖရာသခင်ရဲ့အလေလားဖရာသခင်ရဲ့နော်ဘယ်လိုခေါ်မလဲအထုံးဖွဲ့တယ်နေဥပရိတတွေဟာဘယ်လိုလဲဆိုတာကိုလေ့လာပြီးသင်ယူတယ်တဲ့အဲ့ဒါကြောင့်ဆင်းဒုက္ခခံရတဲ့ခါမှာဖရာသခင်နဲ့တာရင်းနှီးကြွမ်းဝင်သွားတယ်ဘယ်လိုပြောပါလဲဒီနေ့ဆင်းရဲဒုက္ခရောက်တဲ့အခါမှာတုံ့ပြန်တဲ့နေ့တနေ့ကတော့ ဘုရားသခင်အထုံးဖွဲ့တယ်ကိုတိုင်လှစ်လာပြီးဘုရားသခင်နဲ့နှီးကပ်ဆိုတော့အသက်ရှင်ဖို့ဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘုရားသခင်နဲ့ယင်းနီကျွမ်းဝင်တဲ့အသက်တာဖြစ်လိမ့်မယ်ဒီလိုတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ခေါ်ပေးချင်တာကတော့ယောဘအခန်း23စာပိုက်30မှာငါတော်တော်လမ်းကိုငါတိစစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ငါပေါ်လာလိမ့်မည်ပြောရတွေ့ရတယ် ယောဘဟာယောဘဟာဟောကဘာမှာအဲ့ကာလမှာအချမ်းသာဆုံးပုဂ္ဂိုလ်ထဲမှာတယောက်ပေါ့နော်ချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်ထရီလီယနာပေါ့ဒီခေတ်နဲ့ဆိုရင်တော့သူ့ရဲ့ပိုင်ဆိုင်မှုထိုကာလမှာသူနွားသရစ္ဆာန်တွေကလအုပ်တွေမြည်တွေလားတဲ့နဲတော့မဟုတ်နော်တာသမီးကလည်း9ယောက်ရှိပါတယ်ဇနီးတဲ့တယောက်နဲ့အဲ့တော့အဲ့ဒီလောက် ့ရဲ့ချမ်းသာကြွယ်ဝမှုဘယ်တော့စုဆောင်းရမလဲဆိုတာစဉ်းစားကြည့်ပေါ့နှစ်ပေါင်းများစွာရှာဖွေစုဆောင်းပြီးတော့မှချမ်းသာကြွယ်ဝတယ်ထို့ခါမှာထို့ခါမှာဆာရမဏတ်ကမနာလိုဖြစ်ပြီးတော့မှဘုရားသခင်ဆင်မှာအခွင့်တောင်းတယ်ဘုရားသခင်ဒီယောဘကိုနော်ဒီယောဘကို သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုဖျက်ဆီးလိုက်မယ်ဆိုရင်တော့ဘုရားသခင်ကိုကိုယ်ွယ်မှာမဟုတ်တော့ဘုရားသခင်တစ္ဆာဖောက်သွားလိမ့်မယ်ဆိုပြီးတော့မှတခါတည်းမှာနော်ရှစ်သမြပိုင်ဆိုင်သမြအားလုံးဟာတဘာဝဘေးကြောင့်တလကောင်းရန်သူဘေးကြောင့်တလကောင်းစာရန်ကဖျက်ဆီးလိုက်တာတာမီးလည်းအကုန်သေးရှစ်သမြလည်းအကုန်ဘာမှမကြံတော့အကုန်ဖျက်ဆီးကုန်ပြီ ပိုင်ဆိုင်နေတဲ့အိမ်ယာတွေဘာမှမကြံတော့အိမ်တွေလည်းအကုန်ပြိုးမြေရှုပ်ခံရရန်သူပါနော်အဲ့တော့နောက်ဆုံးဘာဖြစ်သွားလဲတကူလုံးမှာအနာပေါက်တယ်ရရမရှိဘူးတလောက်ထိသူဘေးဒုက္ခရောက်သွားတယ်ဘေးဒုက္ခရောက်တဲ့ခါမှာလူတွေကကဲ့ကြတော့ပေါ့မင်းဖယားစကားနားမထောင်လို့နော်ဖယောက်ဆန့်ကျင်မဲ့အသက်ရှင်လို့မြတ်မြတ်ပေါ့ အခုလည်းဒီနေ့နော်ဒုက္ခရောက်တဲ့သူတွေကိုသူတို့ဘာမှားလို့လဲလို့နော်မကဲမိပါစေနဲ့ယောဘကတော့သူ့ကိုသူတည်တယ်ငါဖယားပုံမှန်တက်ဆာရှိတဲ့သူဖြစ်တယ်ဒီဝိဒုက္ခဟာနော်ငါမကောင်းလို့မဟုတ်ဘူးငါကိုဖယားခင်ဆစ်ဆင်းနေတယ်တဲ့ဆစ်ဆင်းနေတယ်နော်ရွှေကဲ့သို့ငါပြန်ပေါ်လာမယ်ရွှေကိုမင်းနဲ့ဆက်ရတယ် အဲ့ဒီခါမှာရွှေအင်တာမတန့်စင်တဲ့ရွှေရတယ်။ဒီတိုင်းမင်းကကိုစစ်နေတယ်တဲ့ဘုရားကအဲ့ဒါကြောင့်စစ်ပြီးတော့ရင်ရွှေကဲ့သို့ငါပြန်ပေါ်လာမယ်။နော်အင်တာမတန်ဖို့ရှိတယ်လို့ဖြစ်မယ်။ဘုရားကိုပြစ်မပြစ်မအောင်ခင်ဗျ။ဘုရားမပြစ်မအောင်။ဒါကြောင့်ဆင်းရဲဒုက္ခကိုတုံ့ပြန်တဲ့ဤတနည်းကတော့ယောဘကဲ့သို့နော်ယောဘကဲ့သို့ငါဒီလိုတွေ့ကြုံရတာ။ ဘသူ့အပြစ်ကြောင့်မှမဟုတ်ငါအပြစ်ကြောင့်မှလည်းမဟုတ်ဘူးစာရမဏေကငါ့ကိုမနာလို့ဖြစ်ပြီးတော့မှငါ့ကိုဖျက်ဆီးနေတာအဲ့ဒါလည်းဖျက်ခဲအခွင့်ပေးလို့ဖြစ်တယ်ဘာကြောင့်လဲငါ့ကိုစစ်နေတယ်ဖျက်ကငါ့ကိုစစ်ကြောနေတယ်ငါဆက်ပြီးတော့တစ္ဆာရှိနေမယ်အဲ့ဒါဆိုရင်ငါရွှေစင်ကဲ့သို့ငါပြန်ပေါ်လာမယ်တုံ့ပြန်ဖို့ဖြစ်ပါတယ်အဲ့လိုတုံ့ပြန်တဲ့ခါမှာယောဘကတော့နော် နှစတော်ကောင်းကြီးဖြစ်ရတယ်ဆိုတာတွေ့ရပါတယ်နော်သူ့သားသမီး9ယောက်လည်းပြန်ပေးတယ်ဘုရားသခင်ကသူတို့တွေ့ရပါတယ်ဒါကြောင့်ဓမ္မမေဆွေဒီနေ့ဒီကာလမှာဆင်းရဲဒုက္ခရောက်နေကြတယ်နော်ညီကောင်မောင်နှမအများကိုခွန်အားပေးချင်တာကတော့နော်ဒီဆင်းရဲဒုက္ခကိုဟာလာခုကြားတဲ့နှုတ်ကပတ်တော်တိုင်းအမှန်ကန်စွာတုံ့ပြန်ပါနော် နောင်တရတဲ့နဲ့သူရှိရှင်နောင်တရပြီးဘုရားသခင်ကိုအော်ဟစ်ဖို့ဖြစ်တယ်တောင်းပန်ဖို့ဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘုရားသခင်ကောင်းစားတဲ့တက်တော်ပြန်ပေးမှာဖြစ်တယ်နော်မုံတိုင်းလာပြီးသွားရင်တော့လီပြေလေးလာရုပ်ပဲဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုအလှည့်ပေးတယ်ဆိုတာနော်မမိပါနဲ့ကောင်းစားတော့မယ်ဒါပြီးနော်ငါဒီမှာမရှုံးရှုံးဘူးနော်ရွှေကဲ့သို့စစ်တော်မူခြင်း ခံရတာဖြစ်တယ်။ငါတံမိုးရှိတော်သူဖြစ်လို့တာရီတံမိုးရှိဖို့အတွက်တာရီအရေးသွေးပြည့်ဖို့အတွက်တောင်းတောင်းမီယုံကြည်သူပြောက်ဖြစ်ဖို့အတွက်ဘုရားသခင်ငါ့ကိုစစ်ကြောနေတယ်လို့ခံယူပါ။ပြီးရင်ဟာလာတကယ်ကိုတန့်စင်တဲ့တံမိုးရှိတဲ့ရွှေငါဖြစ်လာမယ်။ဒါလို့ခံယူပါ။အဲ့ဒါဆိုရင်တော့ဒီဘေးဒုက္ခအပြင်နှဆတော်ကောင်းကြီး နော်နှစ်ဆတော့ကောင်းကြီးငါတော့ပါပြီဒီသက်နော်ပြန်မရနိုင်တော့ဘူးလို့ဟုတ်တယ်မနဲ့နော်ဆင်းရဲဒုက္ခမှန်ကန်ဆိုတုံ့ပြန်ပါဘုရားသခင်ဆံကနေနှစ်ဆတော့ကောင်းကြီးပြန်ရမယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်အားလုံးကိုဘုရားသခင်ညီသက်ချင်းချမ်းသာပေးပါစေတော့အာမင်